မင်္ဂလာပါလို့ဥစွာပါနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဘာမိတ်ရီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါရအခုတင်ဆက်ပေးမှာကဂိမ်းရော်သရုံစီဇန်1ရဲ့အပီဆိုဒ်3ပါတာအင်တော်ရဲ့အရှင်နတ်ဟာဘရင်နန်းတော်ကိုရောက်လာခဲ့ပါပြီဒီတော့ဘရင်နဲ့အစည်းအဝေးလုပ်ဖို့သွားတဲ့အခါမှာသူ့ရဲ့ဝယ်စားကဟောင်းနှွမ်းနေလို့ကြိုဆိုတဲ့လူကဒီချက်ကောင်းတာလေးမရှိဘူးလားလို့မိသားကိုခံရပါတယ်နတ်ကလည်းဘာမှမပြောဘဲဆက်ဝင်သွားလိုက်တော့ ဓမ္မထဲမှာတမ်ပလင်အရှိမထိုင်နေတဲ့ဂျိန်းလန်နစ်စတာကိုတွေ့လိုက်ရပါတယ်။တဆက်တဲ့တမ်ပလင်အကြောင်းကိုပြောချင်ပါတယ်။ဒီတမ်ပလင်ကြီးကသူရဲကောင်းတွေရဲ့ဓာတ်တွေကိုတုံးပြီးငကားမီးနဲ့မှုတ်ပြီးတွန်းလှုပ်ထားတာပါတဲ့။ဇလန်းပြန်ဆက်ရအောင်ပါ။နတ်နဲ့ဂျိန်းတို့စကားပြောပြကြတော့နတ်ရဲ့အကူနဲ့အဖေကိုလည်းဒီမှာပဲတီးခဲ့ရတာဖြစ်ပြီးတာဂရီယန်ဘရင်ကလည်းစိုးသွမ်းတာကြောင့်လူတွေကဘရင်ကိုအယူဘရင်လို့ခေါ်ကြပါတယ်။ဒီအယူဘရင်ကနတ်ရဲ့အကူနဲ့အဖေကိုတတ်ခဲ့တာပဲဖြစ်ပါတယ်။တာဂရီယန်ဘရင်ကိုတော့နန်းချတဲ့အချိန်မှာ ီခမ်းမထဲမှာပဲဂျိန်းလန်နစ်စတာကဓာတ်နဲ့ထိုးခဲ့တာပါဒီတော့ဂျိန်းကလက်စားချေပေးတဲ့သဘောမျိုးပြောလာတော့နတ်ကတိတ်ခါရှိတဲ့သခင်သူရဲကောင်းဆိုတော့နောက်ကနေဓာတ်နဲ့ထိုးတာကိုအပြစ်တင်ပါတယ်ဂျိန်းကလည်းပြန်ပြီးရှေးကထိုးရင်မင်းငါ့ကိုလေးစားလာမှလားလို့မေးပါတယ်နတ်ကလည်းဘူးပေါက်စကားကိုသာပြောပြီးဆက်လျှောက်သွားပါတယ်ဒီလိုနဲ့အစည်းအဝေးပွဲလုံးမဲ့နေရာကိုရောက်တော့သူ့ကိုစောင့်နေတဲ့လူတွေကိုမြင်လိုက်ရပြီးနှုတ်ဆက်လိုက်ပါတယ်ပထမဆုံးကအရှင်베리နောက်တစ်ယောက်ကတော့ဘရင်ညီတော်ရန်နလီနောက်တစ်ယောက်ကတော့အရှင်베리스 ပြီးတော့ grand master ပါနတ်ကနှုတ်ဆက်တဲ့လူတွေကိုဒဲတိုးတွေကြီးပဲပြောနေတော့မျက်နှာပြက်နေကြပါတယ်တစ်ဆက်တည်းမှာပဲ grand master ကနတ်ကိုဘရင်လက်ထောက်အမင်ဂီတဖြစ်တဲ့လက်ညိုးပုံရင်တိုးလေးကိုထုတ်ပေးလာပါတယ်ဒီလိုနဲ့အစည်းအဝေးကိုဘရင်မပါပဲအစ်စက်ဆက်လက်ထောက်ဖြစ်တဲ့နတ်ကပဲဥဆောင်ပြီးစတင်လိုက်ပါတယ်အစည်းအဝေးကနေဘရင်ကရွှေ၆တန်းတောင်နန်နက်စတာရီစီမှာအကျွေးတင်နေတာကိုသိလိုက်ရပါတယ်နတ်ကလည်းမယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ပါတယ်ဘရင်ကပြိုင်ပွဲတစ်ခုလုပ်ဖို့ကိစ္စကိုလည်း အကုန်ကြများမှာမို့သူဘရင်ကိုမပြောရသေးခင်ဆက်မလုပ်ဖို့လေးတမ်းမှမှနဲ့ပြောလိုက်ပါတယ်ပြီးတော့မှသူခီးပန်းလာလို့ပါလို့ပြန်ပြီးတောင်းပန်လိုက်ရပါတယ်ဒါပေမဲ့အရှင်베리ကအရှင်ကဘရင်လက်ထောက်ပါကျွန်တော်တို့ကအမှုတန်းတွေပါလို့ပြန်ပြောလာပါတယ်မင်းသားဂျော်ဖရီကလည်းဝန်ပလီလက်ချက်နဲ့ရထားတဲ့လက်ကတန်ရာကိုအမေဖြစ်သူကစီးထည့်ပေးနေပြီးအနာသေးသေးလေးကိုအတို့အထိမကန်းနိုင်အဖြစ်သေးနေပါတယ်အမေဖြစ်သူကလည်းတားကိုချော့တဲ့အနေနဲ့မင်းကဒန်ရာဝန်ပလီကိုတိုက်ခိုက်ခဲ့တယ်မင်းအဖေလိုစစ်တီတော်ပါလို့ချက်ဖို့ကိုလိမ့်ဖြစ်အောင်ပြောပေးနေပြန်ပါတယ် ။ဒါဖြစ်သူကတော့ကောင်မလေးနှစ်ယောက်ရှိမှသူအကြိုက်ခံလိုက်ရလို့ခုဘာသာကိုရှက်နေတာပါ။မိဖြစ်သူကတနေ့မင်းဒီထီးနှန်းကိုရတဲ့အခါအမှန်တရားဆိုတာမင်းလုပ်တဲ့အရာပဲလို့ဆိုပါတယ်။ဂျော်ဖရီကလည်းစံစာကိုလက်မထပ်နိုင်ဘူးလို့ပြောလာတဲ့အခါမှာတော့မိခင်ကောင်းပီတာဆိုပါပဲမင်းသူ့ကိုအခမ်းအနားတက်ဖို့ဘရင်ကလေးတွေမွေးဖို့ပဲတုံးချင်ရင်လည်းရတယ်။ရုံးနယ်မြင့်အပြိုလေးတွေနဲ့မှဆိုလဲဖြစ်စေရမယ်။ဒါဖြစ်စေခြင်းနဲ့အတိုင်းကွက်တိဖြစ်စေရမယ်လို့ပြောလိုက်ပါတယ်။ဂျော်ဖရီကတော့မြောက်ပိုင်းသားတွေကိုအမြင်စတင်မကြည့်ဖြစ်သွားပါပြီ သူတို့ကိုတန်းတူမထားသင့်ဘူးလို့လည်းဆိုပါတယ်။သူဘရင်ဖြစ်လာရင်မြောက်ပိုင်းကိုကောင်းကောင်းနှိပ်ကွပ်မယ်လို့ပလန်တွေပြောလာပါတယ်။သူတို့ပုံကန်ရင်တိုက်ခိုက်မယ်လို့လီလုံးထွားနေပါတယ်။မင်းဖြစ်သူကမြောက်ပိုင်းသားလူတထောင်လောက်ကမင်းအတွက်တိုက်ခိုက်မှာမဟုတ်ဘူး။သူတို့တခင်အတွက်ပဲတိုက်ကြမှာမြောက်ပိုင်းသားတွေကအပြင်လူကင်တွေလို့မရဘူး။အရန်ကြီးမားတယ်ရိုင်းကြတယ်။မကြခင်စောင်းဝင်လာတော့မှနဗျာခုနှစ်ပါးတော့မင်းနဲ့မင်းရဲ့တော်ဝင်တက်မတော်ကိုကဲနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ပြီးတော့ဘရင်ကောင်းဆိုတာသူ့ရဲ့ရန်သူကိုဘယ်နေရာမှာထိန်းသိမ်းရမလဲ။ ရန်သူတွေကိုဘယ်အချိန်မှဖျက်ဆီးရမလဲဆိုတာသိရတယ်လို့သင်ပေးနေခဲ့ပါတယ်။ဒီတော့အမေကစတားတွေကရန်သူဆိုတာလက်ခံတယ်ပေါ့လို့မေးလိုက်တော့အမေတို့မဟုတ်တဲ့ဘယ်သူမဆိုဟာရန်သူပဲလို့ဆိုပါတယ်။အာယာကလည်းစိတ်ဆိုးနေပြီးတပွဲကိုဓာတ်နဲ့ထိုးဆွနေပါတယ်။မင်းသားကိုလည်းလူလိန်လို့ဆိုကအမဖြစ်သူကိုလည်းနင်းအမှန်တိုင်းမပြောခဲ့လို့ငါရဲ့တငယ်ချင်းတေးရတာလို့ဆိုကဓာတ်နဲ့ဇပွဲပေါ်ကိုထိုးချလိုက်ပါတယ်။ဒီတော့အထင်းတော်ကြီးကထဆုနေတော့အဖေဖြစ်သူကရောက်လာတော့သမီးကိုအခန်းမှာသွားနာဖို့ပြောလိုက်ပါတယ်။ ဆန်းစာကိုအဖေဖြစ်သူကအယုတ်ကလေးလက်ဆောင်ပြီးတော့သူအယုတ်တွေနဲ့မစော့တာကြာပြီလို့ဆိုကသူလူကြီးဖြစ်နေပြီဆိုတဲ့ပုံစံနဲ့ပြောဆိုကပေတိအောင်ဆန်းနှပြပြီးထွက်သွားပါတယ်။အာယာကလည်းဂျုံပေးထားတဲ့ဓာတ်ကိုထုတ်ကြည့်နေပြီးအဖေဖြစ်သူကရောက်လာခဲ့ပါတယ်။အဖေဖြစ်သူကဓာတ်ကကစားစရာမဟုတ်ဘူးလို့ဆိုတော့သမီးကဂုံတီရှိမင်းကလေးမဖြစ်ကျင်ဘူးလို့ဆိုပါတယ်။ဒီချိန်မှာသမီးကိုစကားပြောဖို့ခေါ်လိုက်ပါတယ်။ပြီးတော့အာယာကဓာတ်ကိုအကလေးလိုနမီပေးထားပါသေးတယ်။ဓာတ်ကနမီတွေနဲ့ပါလားလို့ပြောကအဖေကသဘောကျနေပါတယ်။ အာရကလည်းသူ့ရဲ့တငယ်ချင်းတေးရတာစိတ်မကောင်းဖြစ်နေပြီဘယင်ရောမင်းသားရောမိဖုရားရောစန်းစားကိုပါမုန်းတယ်လို့ပြောပါတော့တယ်ဒီတော့ဘေးဖြစ်သူကစန်းစားကဂျော်ဖရီကိုလက်ထက်ရမှာသူ့ကိုတစ်ဆာမဖောက်ဖို့နဲ့သူမနေရင်တော့စန်းစားကသူ့ဘက်ကလိုက်ဖို့တာဝန်ရှိတယ်လို့ဆိုပါတယ်ဒီတော့အမကိုအဖေကဘာလို့ဒီလိုလူမျိုးနဲ့လက်ထက်ခွင့်ပြုရတာလဲလို့ဆိုပါတယ်ဒီချိန်မှာအဖေဖြစ်သူကလင်းနဲ့စွာနဲ့အဖေတို့ကမြောက်ပိုင်းကဝင်တာဖဲရဲ့စတာမျိုးနဲ့ဖြစ်တယ်စောင်းဝင်လာတော့မှသမီးကနွေကာလရှည်ကြီးမှမွေးခဲ့တာသမီးဘာမှမသိဘူးစောင်းဝင်တဲ့အခါမှာ အဖေတို့ကိုကိုကိုကာကွယ်ရမယ်တယောက်နဲ့တယောက် စောင့်ရှောက်ရမယ်သမီးအမစံစာကိုရောလို့ဆိုတော့အာရကသူ့ကိုတကယ်မမုန်းပါဘူးလို့ပြောလာပါတယ်အဖေတို့လာခဲ့တာအန်တယ်များတဲ့နေရာပဲကိုအချင်းချင်းသွေးကွဲနေလို့မရဘူးလို့ဆိုကဓာတ်ကိုပြန်ပေးလိုက်ပြီးသမီးရဲ့အမကိုသာမထိုးမိစေနဲ့လို့ဆိုကဓာတ်ပိုင်ပြီဆိုတော့ဓာတ်ကိုဘလို့တုံးရမလဲတီးဖို့လုံသွားပြီလို့ပြောကထွက်သွားပါတယ်တစ်ဖက်မှာလည်းဘရန်ရှိတဲ့အခန်းဘောက်ကိုကြီးကန်းတဲ့ကောင်ရောက်လာတော့သူ့ကိုစောင့်ပေးနေတဲ့အဖွားကြီးကသူ့ကိုနားမထောင်ဖို့တတိပေးလိုက်ပြီးစောင်းဝင်တော့မှဖြစ်ပြီး ပေတရာလောက်နှင်းထုတ်ကြီးတွေနဲ့အလင်းရောင်မမြင်ရပဲညတာရှည်ကြီးကိုဖြတ်တန်းရမယ်အပြင်အစာငတ်သေးတဲ့ဒဏ်ကိုလည်းခံစားကြရမှာလို့ဆိုပါတယ်ဗရန်ကကြောက်စရာပုံမြင်တွေကိုပဲသဘောကျနေတာကြောင့်အဖွားကဆက်ပြောပါတယ်ညတာရှည်နဲ့အတူအဖြူရောင်လမ်းလျှောက်သူတွေလည်းရောက်လာခဲ့ပြီးမင်းတွေကြီးတွေကိုစီးနှင်းကတိုင်းပြည်တွေမြို့တွေကိုဖျက်ဆီးသွားတာဆိုပြီးကြောက်စရာကောင်းတာတွေကိုပြောပြနေတော့တကားဖွင့်တန်ကိုကြားလိုက်ရလို့စိတ်ဝင်တစားနားထောင်နေတဲ့ဗရန်လည်းလမ်းသွားပါဝင်လာတာကသူ့ရဲ့အကူပါ ။ Rock ကအဖွားကိုထွက်သွားခိုင်းလိုက်ပြီး Brand ကိုလည်းသူ့ကိုတွန်းချတဲ့လူကိုမှတ်မိလားလို့မေးတော့မမှတ်မိဘူးလို့ဆိုပါတယ်။ Rock ကလည်းမင်းဒီမျိုးစင်ကိုတတ်တာအခောက်တစ်ထောင်မကတော့ဘူး။မိုးတဲ့လေတဲ့လည်းတက်ခဲ့တာပဲတခါမှမကြခဲ့ဘူးလို့ဆိုတော့ Brand ကအခုတော့ကြာသွားတယ်လေလို့ဆိုပါတယ်။ပြီးတော့သူ့ချက်ထောက်တွေကတကယ်ပဲသုံးမရတော့ဘူးလားလို့မေးပါတယ်။အကူကကောင်းငိမ်ပြလိုက်တော့တည်သွားတာမှကောင်းပါတယ်လို့ညှိလိုက်ပါတယ်။နိုင်ရမင်းမကလည်းမြို့တော်ထဲကိုဝင်တာနဲ့ဘဲလေးရဲ့အမိန့်နဲ့စစ်တီတော်နှစ်ယောက်ကရောက်လာပြီးကတ်တရင်ကိုခေါ်သွားပါတယ်။ ခေါ်သွားတဲ့နေရာကစောင်းကြမြန်ဖြစ်နေလို့သူ့လိုအိန္ဒိယတခင်မတယောက်ကိုဒီလိုခေါ်လာရမလားဆိုပြီးဘဲလေးကိုလက်ထဲကစာရွက်နဲ့ပြစ်ပေါက်လိုက်ပါတယ်ဘဲလေးကစောင်းကြမြန်တွေရဲ့ခေါင်းငိုင်ဖခင်ကြီးပါကတ်တန်းကဒီကိုလာတာဒီလိုမသိစေချင်တာကိုသိလို့ဒီလိုနေရာကတတိမထားမိအောင်လို့လို့ဆိုပါတယ်ဒီချိန်မှာအရှင်ဘယ်ရီကလည်းရောက်လာပြီသူတို့ကကြိုတိနေကြပြီးဘရန်ကိုလှုပ်ကြံတဲ့လူကင်နဲ့ဓားပါပါလာတာကိုသိနေကဓားကိုတောင်းကြည့်လိုက်ပါတယ်ဓားကဘလဲရီယန်တန်မနီနဲ့လှုပ်ထားတဲ့တခင်တွေပိုင်တဲ့ဓားကောင်းတစ်လက်ဖြစ်နေပါတယ် ဒီဓာတ်ကဘသူ့ဓာတ်လဲလို့မေးတော့ဘယ်ရီလည်းမဖြေနိုင်ပါဘူးဒီချိန်မှာပဲဘဲလစ်ကဓာတ်ကသူ့ဓာတ်ဖြစ်ပြီးပိုင်ပွဲတစ်ခုမှလောင်းကြီးထက်ရင်တိုင်ယွန်ယွန်လန်နစ်စတာကိုရှုံးလို့ဓာတ်ပေးလိုက်ရတာလို့ဆိုပါတယ်တကယ်တော့တိုင်ယွန်ယွန်ကတော့ရေကဲတိုင်းမှာရောက်နေခဲ့တာပါဂျွန်ကတော့လူသစ်တွေချင်းလက်ရည်ဆန်းသတ်ကြတဲ့ခါမှာဂျွန်ကိုဘသူ့မှမရှင်နိုင်ကြပါဘူးတစ်ဖက်မှာလည်းနတ်ကသူ့မိမရောက်နေတာကိုသိသွားလို့ဘဲလစ်ခေါ်တဲ့နေရာကိုရောက်တော့ဆောင်ကြမြန်ဖြစ်နေလို့စိတ်ဆိုးပြီးဘဲလစ်ကိုလူမြင်ကွင်းမှာပဲလဲပေးညှစ်ပါတော့တယ် ။မိမဖြစ်သူကလှမ်းခေါ်တော့မှလွတ်ပေးလိုက်ပြီးဝင်သွားပါတယ်။ဘဲလက်ကလည်းစတာတွေကဒေါသကြီးတယ်၊စိတ်နေတယ်လို့အမကြီးမနှက်နဲ့ရေရွတ်လိုက်ပါသေးတယ်။ဂျုံကိုတော့သူ့နဲ့လက်ရည်ဆန်းတဲ့လူတွေကသူတို့ခံခဲ့ရလို့မကြေနပ်ကြပဲအပြက်ရှင်းဖို့ပေါင်းကြံကြပါတယ်။ကြံကောင်းစွာပဲတိုင်ရင်ရုံလန်းနဲ့စတာကရောက်လာပြီးမင်းတို့ခေါင်းတွေကိုဘင်းနန်းတော်ရှိမှချိတ်ထားအောင်ငါအမဘင်းမကြီးကိုစာရေးပို့လိုက်ရမလားလို့ပြောလိုက်တော့မှမကြေမနှက်နဲ့ပဲထွက်သွားကြပါတယ်။ဂျုံလည်းဒီတော့မှတက်ပြင်းချလိုက်နိုင်ပါတယ်။ဂျုံကလည်းရေခဲတိုင်းကဘယ်လိုနေရာဆိုတာကိုသိရတဲ့ဘသူမှမပြောခဲ့ကြဘူး။ ဝေကပါဒီကိုတွန်းပိုးလိုက်တယ်လို့စိတ်မကောင်းစွာနဲ့ပြောနေခဲ့ပါတယ်။တိုင်ယွန်ကတော့ဂျွန်ကိုလှုပ်ကြံမဲ့နှစ်ယောက်ရဲ့ဘဝအကြောင်းကိုပြောပြလိုက်ပြီးပြစ်ဒဏ်မပေးခံခြင်းလို့တတိုင်းကိုရောက်လာတဲ့ရာဇဝတ်သားတွေဖြစ်ပြီးဓာတ်ကိုတခါမှမခိုင်ဘူးကြဘူးလို့ဆိုပါတယ်။နတ်ကလည်းသူ့သားကိုဘင်မာကြီးရဲ့အကိုဂျိန်းလန်နဲ့စတားကတွန်းချတာကိုတီးသွားပေမဲ့ဘင်မာကြီးရဲ့အကိုဖြစ်တာကြောင့်တပ်တွေမခိုင်လုံးပဲဆော့ဆွဲမိရင်ပုံကံမှုမြောက်မှာပါ။ဓာတ်တပ်တွေရှိပေမဲ့တိုင်ယွန်ကအခိုးခံရတယ်လို့ပြောလိုက်ရင်ရောလို့ဘဲလစ်ကထောက်ပြပါတယ်။ ဘဲလက်ကသူကူညီမယ်လို့ပြောလိုက်တဲ့အခါမှာကတ်တရင်ကလည်းကျေးဇူးတင်စကားဆိုလိုက်ပါတယ်။နတ်ကတော့တိတ်မယုံမဲ့ဘာမှမပြောပါဘူး။ဘင်မာကြီးကလည်းဘရန်တတိပြန်ရလာတာကိုသိလိုက်ရလို့စိုးရင်စိတ်တွေဖြစ်ပြီးဂျိန်းကိုအပြစ်တွေတင်နေခဲ့ပါတယ်။ဂျိန်းကလည်းကောင်လေးကစကားမပြောပါဘူး။ပြောရင်လည်းသူ့ကိုတတ်မယ်။ဘရင်ကြီးရောစတာရီရောမင်းနဲ့ငါနဲ့နှစ်ယောက်တည်းကြံတဲ့အထီလို့ပြောလိုက်ပါတယ်။ကတ်တရင်ကလည်းနတ်ကိုနှုတ်ဆက်ပြီးမြောက်ပိုင်းကိုပြန်သွားခဲ့ပါတယ်။ ဘင်ကြီးကလည်းသူ့ရဲ့ကိုရန်တော်နဲ့စစ်ပွဲအထွေကြုံနဲ့တိုက်ပွဲတွေထဲမှာတိုက်ခဲ့တာတွေကိုအာပါတရအကုံယူစွာပြောနေခဲ့ပါတယ်။အပြင်မှာစောင့်နေတဲ့ဂျိန်းလန်နစ်စတာကိုလည်းခေါ်လိုက်ပြီးချိုးချိုးနေနေစကားတွေကိုပဲပြောကာစကလုံးတွေနဲ့ဖဲ့နေပါတယ်။ဂျိန်းကလည်းခက်တီတီပဲပြန်ချေပလိုက်ပြီးထွက်သွားပါတယ်။တစ်ဖက်မှာခဲလီစီကလည်းဒေါသရာဂီတွေနဲ့အတူကြီးစက်နေပြီးဒေါသရာဂီတွေမှာကျုံတွေရှိပြီးကျုံတွေကိုဝယ်ထားတာမဟုတ်ပါဘူး။သူတို့တွေကပိုက်ဆံမတုံးကြပဲသူတို့ခီးသွားနေရင်မျိုးတစ်မျိုးကိုရောက်တာနဲ့တိုက်မာလာလက်ဆောင်ပေးမာလာယူကြရပါတယ်။ အများစုကတော့လက်ဆောင်ပေးတာကိုရွေးကြရပါတယ်။တခါတလေခဲကလက်ဆောင်ပေးတာနဲလို့သူ့ကိုစော်ကားတယ်လို့ထင်ရင်တိုက်ပါတယ်။တခါတလေသူ့လူတွေစင်မတိုက်တာကြာရင်လဲလက်ဆောင်မယူဘဲတိုက်လို့ရှိပါတယ်။ကျွန်းတွေကိုရိုက်ပြီးတွားခိုင်းနေလို့မင်းသမီးဒန်နယ်ရက်ကရက်ခိုင်းလိုက်ပါတယ်။မင်းသမီးရဲ့ဒေါ်ဒရာဂီနာမည်ကတော့ခဲလီစီပါ။သူမကမြင်းပေါ်ကဆင်းပြီးတစ်တော့ကလေးတဲကိုဝင်သွားနေတော့အကူပြည့်သူရောက်လာပြီးသူ့ကိုဒီလိုအမိန်ပေးပြီးရက်ခိုင်းရမလားလို့ဆိုကငါကခေါနပြည်တော်ရဲ့ဘရင်ဘသူမှအမိန်ပေးလို့မရဘူးလို့ဆိုပြီးညီမကိုအနိုင်ကျင့်ပါတော့တယ်။ ဒီချိန်မှာပဲဒေါသရာကြီးတယောက်ကရောက်လာပြီးတိုက်ခိုက်ခံလိုက်ရပြီလဲကြာသွားပါတယ်သူ့ကိုရှင်းလိုက်ရမလားလို့ခဲလိစီကိုမေးတော့သူမကအကိုကိုထိခိုက်အောင်မလုပ်ပါနဲ့လို့ပြောတော့မှလှုပ်ပေးလိုက်ပါတယ်ပြီးတော့မြင်းကိုယူသွားပြီးဘရင်ယူးကိုလမ်းဘက်ရှောက်ဖို့ပြောပြီးထွက်သွားပါတယ်ဂျုံရောက်နေတဲ့ရေခဲတတိုင်းကြီးမှာလဲနင်းတွေစတင်ကြလာခဲ့ပါပြီဂျုံကတတိုင်းပေါ်ကိုတက်ဖို့လူအားကိုတုံးတဲ့ဓာတ်လေကားနဲ့တက်ရပါတယ်အပေါ်ကိုရောက်တော့ကင်းသမားတွေရှိနေပြီသူ့ရဲ့ဦးလေးကလည်းရှိနေပြီနှုတ်ဆက်လိုက်ပါတယ်ခေယောက်သားတတိုင်းရဲ့အစွန်မှာရက်နေပြီးအပြင်ကိုကြည့်ရင်ဦးလေးဖြစ်သူက ူကတက်ဖွဲ့ခေါင်းဆောင်ဖြစ်ပြီးအပြင်ကိုသွားရတော့မှမို့တတိုင်းအပြင်မှာကြားရတဲ့မကောင်းတဲ့သတင်းတွေကြောင့်လို့ဆိုပါတယ်။ဂျွန်ကလည်းသူ့လိုက်မယ်လို့ပြောတော့လက်မခံဘဲညင်းလိုက်ပြီးသူပြန်လာရင်စကားပြောကြမယ်လို့ဆိုပါတယ်။တိုင်းယူလန်နစ်စတာကလည်းနိုင်ငံခုနှစ်ခုထဲမှာပတ်သွားပြီးကိုဆိုလူနိုင်တွေကိုတတိုင်းအတွက်လူပစ်စုတဲ့လူနဲ့စကားပြောနေပါတယ်။ဒီချိန်မှာဂျွန်ရဲ့ဦးလေးကရောက်လာပြီးတိုင်းယူယွန်ကိုဘူတွေပြောကဖဲ့နေပါတယ်။ငါတို့တတိုင်းကလူငယ်တွေနဲ့ငါတို့တွေကမင်းတို့လိုအရှင်တွေနွေရာသီမှာအေးအေးဆေးဆေးအရက်တောက်ပြောပါလို့ရအောင်ကာကွယ်ပေးနေတာလို့ဆိုပါတယ်။ တိုင်းယုံယုံကလည်းစကားတက်တဲ့လူမျိုးပြန်ခြေပလိုက်ပြီးတတိုင်းရဲ့အပြင်ဘက်မှာလူရိုင်းတွေသာရှိပြီးလူတွေတွေမကောင်းဆိုးဝါးတွေရှိတယ်ဆိုတာငါမယုံဘူးလို့ဆိုပါတယ်။ဂျုံရဲ့ဦးလေးကလည်းလူရိုင်းတွေဆိုတာကလည်းငါတို့လိုပဲနည်းနည်းပူချမ်းတာလေးပဲရှိတာအသွေးနဲ့အသားနဲ့ပဲငါညဘက်ညဘက်အိတ်မပြောတာအဲ့ဒါမဟုတ်ဘူးတတိုင်းအပြင်မှာငါမြင်ခဲ့တဲ့အရာကြောင့်ပဲအရက်တော့ပြောပါနေပြီတတိုင်းအပြင်ဘက်ကငါဘာမြင်ခဲ့လဲဆိုတာကိုမသိပဲမယုံဘူးလို့မပြောနဲ့လို့ပြောတာထွက်သွားပါတယ်။လူသစ်ဆူးတဲ့လုံနဲ့အတူတိုင်းယုံကလည်းမြို့ကိုပြန်လိုက်မယ်လို့ဆိုတော့ သူတို့သွားတဲ့လမ်းကကြမ်းတမ်းညက်ပတ်တယ်လို့ပြောတဲ့အခါမှာဒီတစ်ခါမှဖြစ်စီရဘူးအကောင်းဆုံးတဲခိုကန်းနေသုံးမယ်လန်နစ်စတာတွေကိုဘယ်သူမှကြောမခမ်းရဲပါဘူးလို့ဆိုပါတယ်ခဲလီစီကလည်းဒေါ်ဒရာဂီစကားကိုတင်ယူနေပြီးသူ့မှာကိုဝင်လွယ်ထားရတာကိုလည်းသိလိုက်ရပါတယ်ဒါကိုတည်သွားတဲ့စာဂျိုရာမွန်ကလည်းကိုဟာကိုသွားရမယ်လို့ဆိုကအရေးကြီးထွက်သွားပါတယ်ဒေါ်ဒရာဂီတယောက်ကသူတို့အခြားတစ်ဘက်ကိုသွားမှာလို့ဆိုတော့သူကမီလာမှာပါလူအကြီးကရှာရလွယ်ပါတယ်လို့ဆိုကထွက်သွားပါတယ်တိုင်ယွန်ကလည်းတိုင်းရဲ့အကြီးအကဲတွေနဲ့စကားပြောနေရင် တိုင်းကိုအုပ်ချုပ်သူကတရတွေကအမြဲမှန်တယ်။တောင်းကဝင်လာတော့မယ်။ညတာကလည်းပို့ရှိမယ်။စောင်းဝင်တာနဲ့အတူကြောက်စရာကောင်းတာတွေလည်းပါလာတော့မယ်လို့ဆိုပါတယ်။ဒါကိုတိုင်းရင်ယွန်လန်နစ်စတာကမယုံပဲလက်မခံပါဘူး။တတိုင်းအပြင်မှာနေတဲ့လူရိုင်းတွေကလည်းတောင်ဘက်ကိုပြေးလာနေကြပြီးပြေးလာတဲ့လူတွေကလူသေးတွေကိုမြင်ကြတယ်လို့ဆိုပါတယ်။ပြီးတော့သူတို့ရဲ့တပ်သားတယောက်ကလည်းနှက်ကပြစ်ဒဏ်မပေးခင်မှာလူသေးတွေကသူ့ရဲ့ရဲဘော်တွေကိုတတ်သွားတာကိုမြင်ခဲ့တယ်လို့ကြိမ်ပြောသွားတယ်လို့ဆိုပါတယ်။တတိုင်းကလည်းအင်အားနည်းလာပြီးဖြစ်ကအထောက်ပံ့လည်းကောင်းကောင်းမရတာကြောင့် ခမားရဲ့အမဘီယင်မာကြီးကိုကူညီပေးဖို့ပြောပေးပါလို့တိုင်ယွန်ကိုအကူအညီတောင်းလာပါတယ်။အဲဒီနောက်မှာတော့တိုင်ယွန်ကလည်းသူပြောခဲ့သလိုပဲတိုင်အစွန်းကနေသေးပေါက်ချပါတော့တယ်။သူပြန်တော့မှမို့ဂျွန်စနိုးကိုလည်းနှုတ်ဆက်လိုက်ပါတယ်။ဂျွန်ကလည်းဘရန်ကိုတွေ့ရင်တတိယအကြောင်းကိုအမှားပါလိုက်ပါတယ်။အာယာကိုလည်းသူ့အဖေလွှတ်လိုက်တဲ့ဓာသမားတယောက်ကရောက်လာပြီးဓာကိုအုံပြုတ်ပြီးတိုက်ခိုက်နေကိုစတင်ပေးပါတယ်။အာယာကလည်းသဘောကျပြီးစိတ်ပါဝင်စွာစွာနဲ့တင်ယူနေပါတယ်။ဓာကိုအဖေဖြစ်သူကလည်းရောက်လာပြီးကြည့်နေတာပြုံးနေခဲ့ပြီး ကြည့်နေရင်သူ့နားထဲမှာတိုက်ပွဲကဓားသံတွေကိုကြာရင်မျက်နှာပြတ်သွားကအပီဆိုဒ်3လည်းပြီးသွားပါတယ်ခင်ဗျာအဆုံးဒီလိုက်ပါကြည့်ရှုပေးတဲ့တယောက်စီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်ဒီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ